ယောက်ျားနဲ့ကွာရှင်းထားတာမကြသေးတဲ့မိသားကြီးလွေမိုးရည်သမီးဖြစ်တဲ့ယုံဒီလွေမိုးကိုဘူဂျုံမူကြီးဟောင်းတန်းရှိရဲ့မြေးဖြစ်တဲ့အနေရွှေတွေးအောင်ကလူကြီးမိပါဆုံရနဲ့တင်းတောင်းလိုက်ပြီးလက်ထလိုက်ပြီးဆိုပြီးတော့တရင်တွေကတော့တောက်ရှောက်သက်လာနေပါရီယုံဒီလွေမိုးကတော့တယောက်ျားနဲ့ကွာရှင်းထားတာတိတ်မချသေးပါဘူးတယောက်ျားနဲ့သူကတကယ်ချစ်လို့ယူခဲ့တဲ့ပုံမပေါက်ပါဘူးနိုင်ငံခြားမှာအိုစီမာအကြောင်းသူသူတရင်ကနေမာမီယာခာနေကိုဝင်ရှာလာပြီး ကလေးလေးကိုမိခင်ပီတာစွာပဲယုံကြည်လွင်မှုကမွေးဖွားခဲ့တာဖြစ်တယ်။ဒီတစ်ခါကျတော့သူယောက်ျားရဲ့မိဘတွေဟာလေမနာကြီးလွင်မှုတို့နဲ့လုပ်ငန်းအတူတူမိတ်ဆွေဖက်တွေဖြစ်နေတာဖြစ်တဲ့အတွက်တစ်ခါတည်းပီးစားလိုက်တယ်။ယုံကြည်လွင်မှုရဲ့အချစ်ဦးကနေရှိတွေ့အောင်လို့ဒီရပါရီ။အရင်တုန်းကယုံကြည်လွင်မှုနဲ့နေရှိတွေ့အောင်လို့ခုပြေးခဲ့တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပေမယ့်အဲ့သတင်းကမဟုတ်မမှန်သတင်းဖြစ်ကြောင်းမိသားကြီးလွင်မှုကိုယ်တိုင်ကအင်တာဗျူးတွေမှာ ဖက်ရှင်ခေရတာကိုလေကျော်နေနေတွေ့ရပါရဲ့ဗျာအခုတကောင်မှာတော့နေရွှေတွေ့အောင်ဟာလေးတစ်ခုလက်ဖြစ်နေတယ်မင်းမီကျော်လေးရိုးဒီလူမှုကိုအရာယူလိုက်သလားအောင်မေးရတယ်လူကြီးမိပါဆုံရနေမင်းသားကြီးလူမှုတို့နဲ့သွားတွေ့ပြီးတော့ရိုးဒီလူမှုကိုအရာယူလိုက်ပြီးဆိုတဲ့တဲ့င်းတွေကတော့တောက်ရှောက်ဝတ်တလာနေပြီလေဖြစ်ပါရီကျိုးတို့တွေကတော့နေရွှေတွေ့အောင်ကတလောက်စားပေးကြီးကအူအူကူမှကြိုက်တာလားဆိုပြီးတော့မိခွနေထုံနေကြရပြန်ပါရီယုံမဒီလူမှုရဲ့ယောက်ျားဖြစ်သူဟာ ပြပမှာ sorry ထားပြီးတော့သူ့ကိုလည်းဂယူမဆိုင်ကြောင်းသိရပါရီဖောက်ပြမှုတွေလည်းအချင်းချင်းကျူးလွန်ခဲ့တာကြောင့်ရိုးဒီလူမိုးကလုံးဝကိုဒီမကန်နိုင်တော့ပင်နဲ့သူ့ဘဝမှာလည်းဆက်လျှောက်ရမယ့်လမ်းတွေကအများကြီးရှိနေသေးတာဖြစ်တဲ့အတွက်စွန့်လွတ်လိုက်ပြီးဖြစ်ကြောင်းလည်းသိရပါရီနော်